hello အားလုံးမင်္ဂလာပါပြန်ပြေးကြပြီနော်အာဒီနေ့လေအမကဘာလေးကို sharing လုပ်ပေးချင်တာလေးဆိုတဲ့အခါကျတော့ဒီနေ့ကတော့ပန်ထိုးတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးချင်တာမဟုတ်ပါဘူးတော်တော်များတော့အမကဒီပန်ထိုးတဲ့အထည်လေးနဲ့ပဲတွဲပြီးတော့တည်ကြတာပေါ့နော်အာပန်ထိုးတဲ့အထည်လေးနဲ့တွဲပြီးတော့တည်ရဲ့အမမိတ်ဆွေတွေဆိုလို့ရှိရင်တော့ဟိုရင်မှာတည်ခဲ့တဲ့မိတ်ဆွေတွေပေါ့နော်အခုနောက်ပိုင်းတည်ရဲ့လူတွေကတော့ပန်ထိုးအထည်လေးထုတ်တယ်ဆိုပြီးတော့ပဲတည်တာပေါ့နော်ဟိုရင်ရှင်ရမိတ်ဆွေတွေဆိုလို့ရှိရင်တော့အမကဒီအထည်လေးအထည်အပ်တာလေးလက်ခံနေပြီးဝိုက်ဆိုလို့ရှိရင် brand local brand အသေးလေးတွေကိုလည်းကင်ပြီးတော့ထုတ်ပေးတယ်ပေါ့နော်အထည်ထုတ်ပေးတဲ့ဥစားလေးတွေကိုတွဲ ွဲပြီးတော့တီးကြတယ်ပေါ့နော်အရင်မိတ်ဆွေတွေဆိုလို့ရှိရင်တော့အဲ့မှာအမကအခုအာဒီ ဘာနဲ့ပတ်သက်ပြီးတော့ဒီအာ knowledge အနေနဲ့ပြောပြချင်တာလေးဆိုတဲ့ခါကြတော့ဗောနော်အမားတို့အခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီဇိုင်နာတော်တော်များများဗောနော်ဒီဇိုင်နာတွေရာလေးဒီအထည်လေးတွေထုတ်တဲ့ဥစားကို ready to wear အထည်ထုတ်တဲ့ဟာကိုစိတ်ဝင်စားလာကြတယ်ပြီးတော့ရှိဆိုလို့ရှိရင်အာဒီအပြင်ကလူတွေဗောနော်အပြင်ကလူတွေကဒီ fashion business လို့ခေါ်တဲ့အထည် line နဲ့ပတ်သက်ပြီးတော့ဗောနော်အထည်ကဒီအမားတို့ fashion business မှာဆိုလို့ရှိရင်အကြတော့လေးဒီဒီဇိုင်နာလောက်တာတခုတည်းရပဲအထည်ထုတ်တဲ့အလုပ်လောက်တာမျိုးမဟုတ်ဘူးဗောနော် fashion business ဆိုလို့ရှိရင်သူအမျိုးပေါင်းအများကြီးပဲရှိတယ်အရင်တော့ကလေအမားဒီ YouTube မှာတော့အတန်ဖိုင်အနေနဲ့ audio အတန် ဆိုင်အနေနဲ့ sharing လုပ်ပေးထားတယ်ပေါ့နော်အခုဒီမှာတော့အမဒီတကြွမှာတော့ sharing မလုပ်ထားဘူးအခုနောက်ပိုင်းမှာပဲအမကဒီအထည်ထုတ်တာလေးနဲ့ပတ်သက်ပြီးတော့ knowledge sharing ကိုလက်ပြန်လုပ်တာပေါ့နော်အခုဒီဟာကတော့ဒါကတတိယမြောက်အပုပ်ပေါ့နော်အမဒီ sharing လုပ်ပေးတဲ့ဥစ္စာလေး အဲ့ဆိုတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်အမတို့အဲနိုင်ငံတကာမှာဆိုလို့ရှိရင်တော့ဒီ fashion နဲ့ပတ်သက်ပြီးတော့ခါကြတော့အမတို့တင်းတန်းတက်တယ်ပေါ့နော်တင်းတန်းတက်တဲ့ခါကြလို့ရှိရင်ဒီဟာတွေကအသေးစိတ်တင်ရတယ်ပေါ့နော်အမတို့ဒီဇိုင်နာတင်းတန်းတက်ကြတယ်ចောင်းတက်ကြတယ် fashion ចောင်းတက်တယ်ပေါ့နော်အဲ့လိုမျိုးတက်တယ်ဆိုလို့ရှိရင်ဒီလိုမျိုး knowledge တွေကအကုန်လုံးပေါ့နော် technology တခုလည်းမဟုတ်ဘူးပေါ့နော်အမတို့ဒီမှာတော့ဒီဇိုင်နာတင်းတန်းတက်တယ်တင်းစဲချီပြီးတော့ပေးရတယ်ပေါ့နော်ပေးရတာမှတော်တော်လေးကိုပေးရတာပါဒီခါလေးကြလို့ရှိရင်အမတို့ဒီဇိုင်နာတွေကပတ်စံမရှိဘူးလို့ပဲပြောတာနော်ဒီလားတကယ်တကယ်တင်းတန်းကြီးဆိုလို့ရှိရင်အောက်ထက်ဆုံးပေါ့နော်အောက်ထက်ဆုံးတင်းတန်းကြီးဟာဆိုလို့ရှိရင်10သိန်းရဲ့ အထက်ပေါ့နော်စေတင်းရနေတဲ့ကိန်း40တင်း90အထိတန်းတန်းကြီးတွေရှိပါတယ်တော်တော်များများဒါတောင်မှမအားတော့အာဘယ်လိုပြောမလဲတစ်ခုတည်းမဟုတ်ဘူးတန်းတန်း တန်းတစ်ခုလည်းအဲ့တိန်း၄၀တက်လိုက်ရတယ်အပြီးစီးမဟုတ်ဘူးဒါတိန်း၄၀တန်းရှိမယ်တိန်း၃၀တန်းရှိမယ်၅၅တန်းရှိမယ်ပေါ့နော်အဲ့လိုမျိုးကလုံးဝဒီအတန်းတွေပေးပြီးတက်တယ်ဒါဟာဘာတစ်ခုလည်းဟုတ်တက်လဲဆိုလို့ရှိရင် technology တစ်ခုလည်းပေါ့နော် technique တစ်ခုလည်းပေါ့နော်ဒီအဲ swing technique လို့ခေါ်တာပေါ့နော် အထည်ချုပ်တဲ့ပညာတစ်ခုလည်းဟုတ်ပဲတက်တာဒီကြံတဲ့ဒီ business အပိုင်းတွေအမားတို့အထည်ကိုဒီ industry မှာဘယ်လို run လဲ operation ဘယ်လိုလုပ်လဲပြီးသွားပြီဆိုလို့ရှိရင်အထည် line မှာဘာတွေဘာတွေရှိလဲဒါတွေပေါ့ မျိုးစုံလိုင်းရလေသူ့လိုင်းနဲ့သူအများကြီးပဲအများကြီးပဲရှိရဲအမားတို့မှာဆိုလို့ရှိရင် dripping အဲ dripping တွေကြီးပဲလုတ်တဲ့ဥစားတွေလည်းရှိရဲပြီးသွားရည်ဆိုလို့ရှိရင် color တီးတဲ့သွားတာရှိရဲပေါ့နော်အဲတကယ်ကိုမျိုးစုံ styling လုတ်တဲ့ဥစားတွေရှိမယ်အဲ့လိုမျိုးပေါ့နော်ပြီးသွားရည်ဆိုလို့ရှိရင်အထည်လိုင်းမှာလည်းအများကြီးပဲရှိရဲတကယ်လေးတစ်ထဲဝင်ဝင်လေးအဲစိတ်ဝင်စားတယ်ဝါသနာပါတယ်ဆိုလို့ရှိရင်လေးလာတင်တယ်ပေါ့နော်အပြီးရောက်ခါကျလို့ရှိရင်ចောင်းနေဆိုလို့ရှိရင်လည်းဒီကဘာမှာနာမည်ကြီးရဲ့ចောင်းနေဆိုလို့ရှိရင်လည်းအများကြီးပဲအများကြီးမှအများကြီးပဲဒါပေမဲ့အဲ့ចောင်းနေမှာလည်းဈေးတွေအများကြီးပေးရတယ်လို့မြန်မာပြည်မှာလည်းဒီဇိုင်းနာတင်နိုင်ငံတကယ်ကိုအများကြီးပေးရပါတယ်အဲတကယ်တကယ်ပြီး ော့လက်တွေ့အမားတို့စိုင်ဖွင့်နေလုပ်တယ်ဆိုလို့ရှိရင်အထည်ချုပ်ခပဲအများကြီးတောင်းနေတာပေါ့နော်အဲလုတ်အောင်အရန်လုတ်ရတယ်ပြီးသွားဆိုအရန်လုတ်ပြီးတော့ခါကြတော့ဒီချုပ်ခနဲ့လွဲပြီးတော့အမားတို့ဒီ graphic design မဟုတ် sorry ဒီ ဲ fashion designer တွေပေါ့နော်အဲ့ fashion designer တွေကအလုပ်လုပ်စားဖို့အတွက်ကိုစက်ချုပ်ဆိုင်ဖွင့်ပြီးရောဒီလိုမျိုးပေါ့နော်အမားတို့ဟိုအထည်တွေလက်ခံအဲ့လိုမျိုးလုပ်တာလွယ်ပြီးတခြားလုပ်ငန်းကိုမလုပ်တတ်ကြတော့ဘူးပေါ့နော်ဒါပေမဲ့သူတို့စိတ်ထဲမှာဒီ designer တန်းတန်းတက်လိုက်တာနဲ့လုံးဝအောင်မြင်ပြီးလုံနိုင်သွားပြီဆိုပြီးရောထင်ပြီးရောပတ်စံနေအများကြီးပုံပေးပြီးရောတက်ကြတာပေါ့နော်ဒါပေမဲ့ knowledge ပိုင်းဆိုင်ရာမှာအရန်ကိုအားနေပါတယ်အဲတော်တော်လေးကိုမှအားအားနေတယ်ပေါ့နော်အမားတို့ဒါမှဒါတွေကလေအခုနောက်ပိုင်းအကြာကြီးနေပြီးတက်လာတဲ့အချိန်ကြမှာပဲအာတချို့ဆီယမ်မာတွေ share လုပ်ပေးတယ်ပြီးဝိုင်းဆိုလို့ရှင်ဆရာတွေ share လုပ်တယ်အဲ့ကနေတည်းကအမားတို့ဟိုနောက်ပိုင်းမှာ Google ကနေ live ရှာ ာကြည့်တယ်အ YouTube ကနေလိုက်ရှာရဲပေါ့နော်ကြောင်းနေလေအဲ့လိုမျိုးတွေလိုက်ကြည့်တယ်ပြီးသွားဆိုလို့ရှိရင်စာအုပ်တွေပေါ့နော်စာအုပ်တွေဝေတယ်ဝေပြီးလို့ရှိရင်ဖတ်တယ်ပေါ့နော်အဲ့လိုမျိုးဖတ်လာတဲ့အခါကျမှဒီဟာတွေကတိလာတာတိလာအဲ့လိုမျိုးတိလာမှာဩဒီ fishing industry ကအများကြီးပါလားပေါ့နော်အဲ့ပြီးသွားဆိုလို့ရှိရင်အမားတို့ရဲ့ဒီအပြင်မှာစီးပွားရေးတင်နေနေပေါ့နော် business နဲ့ပတ်သက်ပြီးတော့ run တဲ့ဟာတွေတက်တယ်ဆိုလို့ရှိရင် တော်တော်များများ management တွေတက်တယ်ပြီးသွားဆိုလို့ရှိရင်ဒီ business နဲ့ပတ်သက်တဲ့အဲလုပ်ငန်းဘယ်လိုလုပ်ကြိုင်လဲဆိုတာတွေနဲ့ပတ်သက်ပြီးတက်တဲ့အခါမှာလေဒီအထည်ချုပ်လုပ်ငန်းလောကနဲ့တော်တော်ကြီးမတူဘူးအဲ့ဒါမှအမားတို့ဘာရှင်းပြန်ပြောင်းရတာတက်ပြီဆိုလို့ရှိရင်လေဘာရှင်းပြန်ပြောင်းရတယ်ပေါ့နော်ကိုယ့်ရဲ့အထည်လောကမှာဆိုရင်ဘယ်လိုလုပ်လို့ရလဲဆိုတဲ့ပုံစံမျိုးကိုပြန်ပြောင်းရတယ်ပေါ့နော်အဲ့ဆိုတော့အခါကျတော့ဒီဟာတွေကဟို sharing လုပ်ပေးတဲ့သူကရှိပါတယ်တော်တော်များများလည်းရှိရအရင်တော့ဆိုဆရာဆက်ထွက်ဆန်နေဆရာမမေးပဲကိုတို့အရန်ကိုဒီသူတို့ စာရင်း share ပေးရဆိုအရင်တန်ဖို့ရှိရေပေါ့နော်အဲ့လိုမျိုး share ပေးတဲ့လူကလည်းတော်တော်ရှားပါတယ်များတော့ဖြစ်တော့ချုပ်နီးပေါ့နော်ချုပ်တဲ့ပုံစံပေါ့နော်ရရင်ပြန်ဘယ်လိုချုပ်မလဲကော့ဆက်ဘယ်လိုချုပ်မလဲအင်းညာဘယ်လိုလုပ်မလဲဆိုတော့ဒီလိုမျိုး share ပေးတဲ့ဆရာတွေသင်ပေးတဲ့ဆရာတွေပဲများတယ်ပေါ့နော်အဲ့ဆိုတော့ခါကြတော့ knowledge ဘိုင်းမှာအရင်အားနေပါတယ်အဲ့ဒါဆိုတော့အမကကိုတိတလောက်ကလေးပေါ့နော်လုပ်ငန်းလုပ်နေရင်လည်းတဖြည်းဖြည်းတိလာတဲ့အတိလေးပေါ့နော်ဒါလေးကို share လေးလုပ်ပေးဖို့အတွက်ပေါ့နော်ဒီဟာကပြန်ပြီးတော့ intro ပြန်ဝင်တာပေါ့နော်ဒီနေ့အမဘာပြောချင်တာလဲဆိုတော့ fast fashion နဲ့ slow fashion ပေါ့နော်အဲ့ဒါကလေအဲ designer ဒီ fashion designer တွေဆိုလို့ရှိရင်တော်တော်များများမသိဘူးအထည်ချုပ်မင်းပြီးသွားကြဆိုလို့ရှိရင် pattern matching ဆိုတာတွေသူတို့တည်တယ်ပြီးတော့ pattern ဘယ်လိုလုပ်တယ်အဲ့လိုမျိုးပေါ့နော် ready to wear ခုနောက်ပိုင်းမှာ ready to wear ခစားလာ ready to wear တည်တယ်ပေါ့နော်အဲ့အတိုင်းပဲအဲ့ fashion လောကမှာဆိုလို့ရှိရင်လေဒါတွေက fashion business မှာ fashion line နဲ့တွားတယ် marketing နေ story line နေအဲ့လိုမျိုးအများကြီးရှိတယ်အဲ့အဲ့ဒီထဲမှာအမတို့ဒီ timeless fashion တွေဆိုတာရှိတယ်ပြီးသွားဆိုလို့ရှိရင်အမတို့ရဲ့ color tone တွေနဲ့ထုတ်တဲ့အထည်တွေ basic wear တွေပေါ့နော်ပထမတစ်ခါအမရှင်းပြတယ်လိုမျိုး basic wear တွေရှိမယ်ပေါ့နော်အဲ့လိုမျိုး အများကြီးအများကြီး line နေမှာပေါ့နော်အဲ့လိုမျိုးတွေရှိရဲ့အဲ့ဒီကမှအမကဒီနေ့ပြောပြချင်တာအဲ့ fast fashion ရယ် slow fashion ရယ်ပေါ့နော်အဲ့ fast fashion နဲ့ slow fashion တွေဆိုတာဘယ်လိုမျိုးပုံစံမျိုးပြောရလဲဆိုလို့ရှိရင် fast fashion ဆိုတာဈေးတက်တာနဲ့လက်တလောမှာ fashion trend နဲ့မှာဝင်နေတာကွာအခုခက်စားနေတဲ့ဟာပေါ့နော်ခက်တဲ့အညီ trend နဲ့အညီဆိုပြီးပြောပြောလာကြတယ်နောက်ပိုင်းမှာဆိုလို့ရှိရင်လေအဲ့လိုမျိုးအလင်းအမြန်ထုတ်လို့ခန့်ချီရယ်ပြီးသွားဆိုလို့ရှိရင်သူကကြတော့ mass production ပေါ့နော် mass production ဆိုတာအများကြီးထုတ်တာအများကြီးထုတ်ထုတ်ထုတ်ပြီးတော့လူအင်အားလည်းအများကြီးတုံးနေပေါ့နော်အများကြီးတုံးပြီးတော့အများကြီးထုတ်တယ်အာပြီးသွားဆိုလို့ရှိရင်သူကလည်းဘယ်လိုမျိုးလဲဆိုတဲ့ခါကြတော့ ရွေးချယ်စရာတအားများရယ်ပေါ့နော်တအားများရယ်နိုင်ငံတကာမှာလေဒါတွေကအရင်ကိုရှင်ပြန်ရတာတော့ခက်တယ်ပေါ့နော်အဲအဲ့ဒါဘယ်လိုမျိုးတွေကြည့်နိုင်လဲဆိုရင် global global brand အနေနဲ့ရှင်ပြန်တယ် global brand ဆိုတာကဒီနိုင်ငံတကာမှာရှောက်နေတဲ့ဥစ္စာပေါ့နော်ရှောက်နေတဲ့ brand တွေဆိုလို့ရှင်သူ Zara တို့ H&M တို့အခုနောက်ပိုင်း Shein တို့အဲ့လိုမျိုးတွေပေါ့နော်ဒါတွေဒါတွေတောင်မှဒါမြန်မာပြည်မှာဆိုလို့ရှင်ကဟိုပြောမယ်ဆိုလို့ရှင်တော်တော်များများ line မမီဘူးပေါ့နော်ဒီအဲ့ အရန်ကိုအမားတို့စီကိုရောက်လာတဲ့အချိန်ကနောက်ကျပြီးတော့မှရောက်လာတာနိုင်ငံတကာမှာအရန်ခက်စားပြီးတော့တခက်နောက်ကျပြီးမှရောက်လာတာဒါ website နဲ့ officially website နဲ့ဝယ်တဲ့သူတွေတော့ရှားတော့ရှားပါလေရှိတဲ့သူကလည်းနည်းနည်းဆရာကြတဲ့သူတွေပေါ့နော်ဒီအထယ်ဟို fashion ဟိုထုတ်တာမျိုးပဲနဲ့ဝယ်ရတာဝယ်ပြီးဝယ်ရတာတိုက်တဲ့ blogger တွေပါတယ်အဲသူတို့ဆိုလို့ရှိရင်ဝယ်တတ်တယ်ဝယ်ပြီးလို့ရှိရင်ဝတ်ကြတယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးသူကဒီ fast fashion ကအဲ့လိုပုံစံမျိုးနဲ့သွားတယ်ပေါ့နော် အဲ့တော့ fast fashion ရဲ့အတားကြဲကဇီနုတက်တာတယ်ပြီးတော့ဆို trend အသစ်တွေကိုမြင်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 ရနိုင်တယ်ပေါ့နော်အမြင်ရနိုင်တယ် trend နဲ့အမြင်ရနိုင်တယ်ကွာအဲ့လိုမျိုးပြောချင်တာရွေးချယ်စရာအရှင်းများတယ်ပေါ့နော်ဒါပေမဲ့သူကလည်းအားနေချက်ကဘယ်လိုမျိုးလဲဆိုတော့ အရင်တွင်းနေလို့မကြာခဏလဲရတယ်ပေါ့နော်မကြာခဏလဲရတယ်ဆိုတာ तू က quality မမြင်တဲ့ခါကျတော့ခဏခဏပြန်လဲရတဲ့ဟာတွေရှိတယ်ပြီးတော့ဆိုလို့ရှိရင်ဒီဟာတွေကဟိုဘယ်လိုပြောမလဲနောက်ခဏဆိုလို့ရှိရင် trend နဲ့အညီဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ခဏဆိုလို့ရှိရင်ပျောက်သွားအဲ့လိုမျိုး now ဆိုလို့ရှိရင်မွေးချင်တော့အခု trend ဖြစ်တယ်ဒီဒီလခက်စားရတယ်ဆိုလို့ရှိရင်နောက်တစ်လဆိုတော့ခက်မစားသူဈေးကိုတောင်မှမရှိတော့ဘူးပေါ့နော်ဈေးကိုတောင်မှမရှိတော့ဘူး fashion အရာမွေးချင်ကြတော့ဘူးပေါ့နော်ဒါကြီးကအရင်ဘိုးရင်းဖြစ်သွားတယ်ပေါ့အဲ့လိုပုံစံမျိုးနောက်တစ်ခုကတဘာဝပတ်ဝန်းကျင်ကိုအရင်ကိုထိခိုက်ပါတယ်အဝတ်စားတွေကလည်းတကယ်ကိုထိခိုက်တာပေါ့နော်အမတို့မလိုအပ်ဖယ်နေဝေတဲ့အဝတ်စားတွေဆိုလို့ရှိရင်တကယ်တကယ်ကအမျိုးသမီးတွေဆိုပို့ဆိုးနေဒီကအရင်အများကြီးပဲဒီလာ အဲ့လိုမျိုးကိုကိုပါဝင်မှာဟိုအရန်ကိုမလိုအပ်ဖ ೇನೆ ဖြုံးတီးတဲ့အထဲမှာဒီဝက်ဆိုက်နဲ့လည်းပါဝင်နေပေါ့နော်ဒါဒါအကြောင်းကိုလည်းဇီကွက်ထဲမှာသူကဝက်ဆိုက်နဲ့ပတ်သက်ပြီးတော့ခါကြတယ်လူတွေအများကြီးလုံနေရအောင်နော်ဒါကတော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ လုံးလုံးပို့ကောင်းတာပေါ့လူတွေဘာလိုချင်လဲဘာလိုအပ်လဲဆိုတော့ကြည့်ပြီးတော့ခါကြတော့လောက်ရတာဆိုတဲ့ခါကြတော့လက်စီပွားရေးသမားဆိုတော့အဲ့လိုမျိုးပဲတဘာဝပတ်ဝန်းကျင်ညဉ့်ညဲနဲ့ဝက်စားစုပြစ်မှုကအရင်များတယ်နောက်တစ်ခုကအလုပ်သမားတွေရဲ့အခြေခံလုပ်ငန်းကိုင်းနေဥထုပ်ခံရရပေါ့နော်ဥတလောဆိုရှင်အင်းတို့ဆိုပြဿနာတက်လိုက်တယ်လေအရန်ကိုအလုပ်သမားတွေကိုအရန်ကိုနှိမ့်ဆက်ပြီးရောခါကြတော့ပေါ့နော်သူတို့အဲ့အဲ့မှာလောက်တဲ့ဟာတွေကရှင်ရတရုတ် brand ကိုနော်အဲ့ဒါဆိုအဲ့မှာလောက်တဲ့ဥစ္စာတွေကမြန်မာကနေလောက်တာလည်းရှိတယ်ထပ်ပါတော့ဒါတော့အဲပြောတဲ့ဥစ္စာကအလုပ်သမားထုတ်ပေါက်ခံရခြင်းရှိ ခံရနိုင်ခြေရှိတယ်ပေါ့နော်အတော့ကြာဒီမှာပြောနေနေသူတို့ဟိုကပါလာတော့လေဘန်ခံရမှလေးစိုးသေးရေပေါ့နော်အနောက်တစ်ခါကျတော့ slow fashion ပေါ့နော် slow fashion ဆိုတာကအမားတို့ကအဒီတနေ့ငါးနှစ်လောက်ထိပေါ့နော်ဒီ fashion တွေကခံနေပေါ့နော်ပြောမယ်ဆိုလို့ရှိရင်အဲ့လိုပုံစံမျိုးပေါ့ဥပမာအပြင်အမားတို့တွေဒီ အာဘယ်လိုမျိုးဥပမာပြောရမလဲဆိုလို့ရှင် slow fashion နဲ့ timeless fashion တွေကပုံစံဆင်နေပေါ့နော်တို့ပေမဲ့ timeless ကကြတော့ slow fashion ထက်ပိုပြီးတော့နည်းနည်းကြာတာပေါ့နော် timeless ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့နှစ်ကြာကြီးခံတာမျိုးပေါ့နော်ဥပမာဖြစ်အမတို့တွေဒီအမတို့မိမိဘတွေလက်ထက်ကလေးစားပေါ့နော်ဥပမာရှင်ဘုံပေါ့နော်ရှင်ဘုံဒီရှင်ဘုံပုံစံမျိုးနဲ့ဒီလိုမျိုးနဲ့သွားတယ်မြန်မာ traditional wear မှာဆိုလို့ရှင်ပေါ့နော်မြန်မာရွေးရဝတ်စုံတွေမှာဆိုလို့ရှင်ရှင်ဘုံပုံစံလေးတွေဒီလက်လျှော်လေးတွေနဲ့သွားတယ်ဆိုလို့ရှင်အဲ့ဒါလေးတွေကခုခေတ်ထိ ဒရမ်ဖြစ်နေသေးတယ်လှလဲလှရေကွာဝင်းလို့လဲဟိုဝင်းရင်လဲယိုးမသွားဘဲနဲ့ချစ်စရာကောင်းနေပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေရယ်အာပြီးခွားရဆိုလို့ရှိရင်အခုဒီဒီလိုမျိုးကုတ်တွေပေါ့နော်ဒါဆိုလို့ရှိရင်ဒီကုတ်တွေပေါ်ခဲ့တာရာစုနှစ်ရာစုနှစ်ပေါင်းတရာကျော်နေပြီဒီလားအဲ့လိုမျိုးနှစ်တွေကလေးစားဒီလိုကုတ်တွေဟာဆိုလို့ရှိရင်အလုတ်ဖြစ်နေသေးရယ်ပေါ့နော်ဒီကကုတ်ကယိုးယိုးရှိရှိမဲ့ဘလေးစားပဲဒါပေမဲ့အလုတ်ဖြစ်နေသေးတယ်ဆိုတာမျိုးပေါ့နော် ဒါက timeless တွေ timeless နဲ့လည်းတူတယ်နောက်တစ်ခု slow fashion ကျတော့သူအရင်ကြီး date out သွားတာမျိုးမဟုတ်ဘဲနဲ့နောက်နှစ်တွေနောက်နှစ်တွေကြီးတော်တော်များများသုံးလို့ရတဲ့ဥစားပေါ့နော်အမကတော့ကြီးအဲအကြိုက်ဆုံးကိုပြောပါဆိုလို့ရှိရင် timeless ကိုလည်းကြိုက်တယ်နောက်တစ်ခု slow fashion နဲ့မှလည်းကိုယ့်အထည်ထုတ်တဲ့ဥစားပါတယ်ပေါ့နော်အရင်ကြီးအမတို့တွေကြီးဟို traditional way ထုတ်တာဟုတ်တယ်မြန်မာဝတ်စုံထုတ်တာအဲ့ဒါမှခေတ်ရှိအရင်ပြေးပြီးတော့မထုတ်ဘူးအမတို့ဟိုစီမှာဆိုလို့ရှိရင်လည်းကြီးနိုင်လည်းတည်မှာပါရိုးရိုးရှင်းရှင်းနဲ့ဒီဟာလေးတွေဒီမှာနောက်တစ်နှစ်လည်းဝတ်လို့ရမယ်နှစ်နှစ်လည်းဝတ်လို့ရမယ်သုံးနှစ်လည်းဝတ်လို့ရမယ်ဒီထည့်လေးကိုထုတ်ပြီးတော့ဝတ်လိုက်တဲ့အချိန်မှလည်းအာဒိမ်းအောက်သွားသေးပေါ့နော်ဟဲ့လိုက်တာပေါ့နော်ကိုယ့်ရဲ့အဲ ဆိုကြပါစို့ကိုလက်ထက်ကနေကိုသားသမီးလက်ထက်ဒီဒီအင်ကြီးလေးကတသက်ရက်ကလေးထထားမယ်ဆိုဝင်လို့ရတဲ့အနေထားပေါ့နော်အဲ့လိုပုံစံမျိုးအဲ့လို fashion ပုံစံမျိုးကိုအမတော့ဥတည်ပြီးတော့ထုတ်တာပေါ့ဒါဆိုရင် slow fashion ရဲ့ပုံစံကအဲ့ပုံစံမျိုးပေါ့နော်ဆိုတော့သူ့မှာလဲ slow fashion ရဲ့အားတာချက်တွေကအည်သွေးမြင့်မားတယ်ပေါ့နော်အည်သွေးမြင့်နေပြီးကြာရှိခံနေသူကတဘာဝပတ်ဝန်းကျင်နဲ့လူမှုရေးတန်ဖိုးတွေကိုထိန်းသိမ်းနေပေါ့နော်ဆိုတော့အဲသူကပြောချင်တာက slow fashion ဖြစ်တဲ့အတွက်ကြောင့်မို့လို့အမတော့လိုအပ်တာချက်ပို့ပြီးတော့မထုတ်ဘူးလိုတဲ့လောက်ပဲပြီးတော့တတ်မှတ်အည်သွေးနဲ့လဲထုတ်တယ်အဲပြီးွားဆိုလို့ရှိရင်ဒီ fashion တွေကခဏခဏမပြောင်းရတဲ့အတွက်ကြောင့်အမတော့ဟိုဥတည်တဲ့ဥစ္စာကကွာဟိုဒီဖြည်းဖြည်း မမှန်နဲ့ပေါ့နော်ဟိုပြောမယ်ဆိုလို့ရှိရင် အမြင်တောင်ပြောမယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲအဲ့ဒီအဝိဇ္ဇာတွေကအများကြီးလိုအပ်တာချက်ပို့မထုတ်ပဲနဲ့ဒီပုံစံဒီပုံစံလေးတွေကြီးပဲလိုအပ်တဲ့ချိန်ဝယ်လို့ရတယ်လိုအပ်မှပဲတကယ်လိုအပ်လိုထုတ်တာမျိုးထုတ်တဲ့အထည်မျိုးပေါ့နော်အဲ့လိုပုံစံမျိုးနောက်တစ်ခုကပါလဲဆိုလို့ရှိရင်ဒေတာခံလက်မှုပညာရှင်တွေဟိုအားပေးတဲ့အနေနဲ့အဲ့ထဲမှာလည်းထည့်ပေါင်းပြီးတော့ထုတ်လို့ရတယ်စလိုဖက်ရှင်ဆိုလို့ရှိရင်လေအခုအမားတို့ဆိုလို့ရှိရင်လည်းတူတူပဲဂါဂါပါလို့ဆိုခါကြတော့အမားတို့တုံးတဲ့အဲကုန်ချမ်းပေါ့နော်ကုန်ချမ်းကအင်းလေးကနေထုတ်တဲ့ကုန်ချမ်းတုံးနေပြီးသွားပြီဆိုလို့ရှိရင်လက်မှုဟိုလုပ်တဲ့ဥစ္စာကိုကြတော့အမားတို့ဒီဘက်မှာရှိရဒေတာခံရလူတွေကိုပဲအလုပ်ပြန်ပေးတယ်အဲပြန်လုပ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်အမားတို့လုပ်နေတဲ့အလုပ်က ော့ slow fashion ပေါ့ဆိုတော့အနောက်ပိုင်း handmade သမားတွေဆိုလည်းတူတူပဲ handmade ကလေးလုပ်ကြရဲအချိန်ယူရတယ်အဲ့လိုပြီးွားရဆိုလို့ရှိရင်တို့တွေဒီဒီဒေသခံလေးနဲ့ပေါင်းနေပြီးွားရဆိုလို့ရှိရင်အနည်းနာမှရှိကိုယ့်ရဲ့ကွက်ထဲကလူတွေပေါ့နော်ကိုမျိုးနေရလူတွေအဲ့လိုမျိုးလူတွေပြီးတော့ကိုမျိုးနေမှမရဘူးကိုနေတယ်ရပဲကိုနိုင်ငံအတွင်းမှာပဲရှိနေတဲ့လူတွေအလုပ်လေးပြန်ပြေးပြီးခါကျတော့မတို့ပြန်ရောင်းကြတာမျိုးပေါ့နော်ဒီဟာမျိုး slow fashion ရဲ့ပုံစံသွားတာပေါ့နော်ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကဘာလဲဆိုတော့ဈေးကြီးရေပေါ့နော်ပြောရရင်ဈေးနှုန်းပုံမြင့်မားတယ်ဆိုပေမဲ့ဈေးကြီးရေပေါ့နော်တချို့ကဆိုလို့ရှိရင်အာပြည်တွင်းဈေးဟာမတက်နိုင်ဘူးပေါ့နော်အဲ့လောက်ဈေးကြီးနဲ့ local made ဆိုပြီးရောဆိုတာမျိုးရှိရေတကယ်လဲအဲ အမမက quality ကိုမြင်အောင်ပေးရတယ် slow fashion လုပ်မယ်ဆိုရင် quality မြင်အောင်ပေးရတယ်ရုပ်ကြည်ရနဲ့ရုပ်ထွက်ကော quality ရောဒီလောက်ပမာဏနဲ့ဒါနဲ့ပေးရတယ်တန်နေဆိုတာမျိုးဖြစ်အောင်ဒီလုပ်ပေးရတဲ့အနေထားရှိရဲအဲ့ဒါမှပဲမဟုတ်ဘဲနဲ့ဆိုလို့ slow fashion ကိုကိုစားပြုပြီးရောအဲပြောရတော့ slow fashion ပေါ့နော်ဈေးနှုန်းကြီးရပေါ့နော် local brand ဆိုပြီးရောဒါပေမဲ့အဲ့လိုပဲဟိုပြောရမယ်ဆိုလို့ရှိရင်တော့ local brand အဲ slow fashion ပေါ့နော်အမတို့တွေအဲ့လိုမျိုးဟို slow fashion ဆိုတာကိုပြောချင်မှတော့ပြောလိုက်မယ်။ local brand local made တခြားလေးလောက်ထားတာလို့ပြောပေမဲ့ ဒီပြောမယ်ဆိုလို့ရှိရင်အမြင်အားဖြင့်ရောအမြင်အားဖြင့်ရောဟိုခက်နဲ့အညီမိပြီးတော့လှအနေအောင်ပေးရမယ် quality ကိုလည်းကောင်းအောင်ပေးရမယ်ပြီးတော့ဆိုလို့ရှိရင်အမတို့ပေးနိုင်တဲ့ service ပေါ့နော်ဘယ်လောက်ထိကောင်းကောင်းပေးနိုင်လဲဘယ်လောက်အနေထားပြီးတော့မှဘယ်လောက်ပြန်ပြီးတော့တို့ရတာနဲ့ပေးရတာနဲ့တန်လားဆိုတဲ့ဥစ္စာမျိုးခန်းစားချက်မျိုးရသွားပြီးဆိုတော့မှ ဒီဥစ္စာကအမားတို့ကဟိုဈေးနှုန်းမြန်မာလို့ကောင်းတာပေါ့နော် slow fishing ဆိုတိုင်းဈေးဈေးနှုန်းပိတ်ဆို့မြန်မာနေလို့မရဘူးပေါ့နော်ဒါကတော့သူ့ရဲ့အားတာချက်တွေအဲ့ဆိုလို့ရှိရင်အမားတို့ကဘယ်လိုမျိုးတွေရွေးတင်လဲပေါ့နော်ဒါကတော့အာအခုကတော့အမားကအာပြောမယ်ဆိုလို့ရှိရင်အထက်လုပ်ငန်းလုပ်မဲ့သူလုပ်မဲ့သူတွေအတွက်ပေါ့နော်ဒါကိုရွေးဖို့အတွက်ကိုအမားတို့ slow fishing ကိုရွေးတင်လာဒါမှမဟုတ်ဆိုလို့ရှိရင်ဒီ fast fishing ကိုရွေးတင်လာအဲ့ဟာတွေကိုပြောပြချင်တာပြောပြချင်တာဒါပေမဲ့အဲ့ slow fishing ကဘာလဲ fast fishing ကဘာလဲဆိုတာမသိဘဲနဲ့တော်တော်များများတော့အမား brand ထုတ်ပေးတဲ့အချိန်မှလဲလေအဲ့ local brand လေးတွေကင်ပြီးရောပေါ့နော်ထုတ်ပေးတဲ့အချိန်မှလဲလောက်ချင်တာပဲတည်တာ ကိုဝစ်ချင်တာပဲတည်တာဈေးခွက်ထဲကဘာတွေလိုအပ်လဲမသိဘူးဘယ် customer ကိုဘယ်လိုရွေးပြီးတော့ထုတ်မယ်ဘယ်လိုရောင်းမယ်ဆိုတာမသိဘူးဇွတ်ပြီးလှုပ်ချင်တာပဲတည်တာအဲ့လိုမျိုးလှုပ်တဲ့အချိန်မှာမသိဘူးကွာပြောပြမယ်ဆိုလို့ရှင်ဝစ်ချင်တယ်ဒါလေးလာတယ် Pinterest မှာဒါလေးတွေပါတယ်အာဒီမှာဆိုလို့ရှင် Google မှာဆိုဒါလေးပါတယ်အခုကိုရီးယားမှာဆိုဘာလေးတွေကိုရီးယားကားတွေဘာလေးတွေခေတ်စားနေအဲ့လိုလေးကိုထုတ်လိုက်လို့ရှင်ရမှာဆိုပြီးတော့ customer မရှာဘူး ဘယ်လောက်ဈေးနဲ့ရောင်းမယ်ဆိုတာလည်းမတတ်မှတ်ထားဘူးဒီဈေးကွက်သဘောတရားလည်းနားမလည်ဘူးဒါပေမဲ့ဆွတ်လောက်တာအဲ့လိုမျိုးလုပ်လိုက်တဲ့အချိန်ကျတော့ local brand တွေကလုံးဝတောက်မခံနိုင်ဘူးအကုန်ပြုတ်ကျတယ်ဘာလို့လဲဆိုတော့ customer မရှိဘူးဈေးမြောင်းတတ်ဘူးပြီးတော့ခါကြလို့ရှိရင်ဒီမှာရှိနေကိုယ်နေထားနေကိုယ်တိုင်းပြည်အနေထားနေကိုဘာလို့တုံးတင်နေဘာလို့မတုံးတင်ဘာလို့ထုတ်တင်နေဘာလို့မထုတ်တင်ဘူးဆိုတာကိုမသိဘူးပြီးဝိုက်ဆိုရင် knowledge မသိမရှိဘူးဒီကိုယ်လုံးရဲ့အလုပ်နဲ့ပတ်သက်ပြီးတော့ knowledge မရှိဘူးမရှိတဲ့ခါကျတော့အဲ့ margin ပထမထုတ်လိုက်တဲ့ item margin ရှုံးတာရှုံးတာအထည်တွေကလေကိုယ်ပဲကြိုက်တယ် ကိုပဲချိန်တယ်ကိုတင်ငင်ချင်းတယောက်နှစ်ယောက်ကလည်းအားနာလို့ဝေးတယ်ပြီးတော့ဆိုဘယ်သူမှမဝေးတော့အဲ့လိုမျိုးတွေဖြစ်တာအဲ့ဒီဖြစ်တဲ့ဟာကိုတောက်မခံနိုင်ဘူးတစ်ခေါက်နဲ့တည်းလှည့်ပြန်တာအဲ့လိုလှည့်ပြန်တဲ့ခါကျတော့ local brand တွေကမှို့လို့ပေါက်လာတယ်အရင်တော့ covid စဖြစ်ပြီးတော့ခါကျတော့နည်းနည်းနောက်ပိုင်းမှဆိုလို့ရှိရင်လုံးဝမှို့လို့ပေါက်လာတယ်အများကြီးဖြစ်လာတယ်ဒါပေမဲ့တော်တော်များများအများကြီးပဲပြန်ပြုတ်သွားတယ်တော်တော်လေးရက်တည်နေနိုင်ပါပြီဆိုတဲ့ဟာတွေတောင်မှပြန်ပြုတ်သွားတယ်ဘာဖြစ်လို့ပြုတ်သွားလဲလှုပ်ရှင်တာပဲတည်တာဈေးကွက်ကိုအတင်းတိုးတာပဲတည်တာဒါပေမဲ့အမားတို့ knowledge တွေရှိဖို့လိုတယ်လူရဲ့ဒီ local အနေထားနဲ့အမားတို့ဟိုကိုရွေးမဲ့ဈေးကွက်အနေထားကိုကြည့်ဖို့လိုတယ်ပေါ့နော်ဒါကတော့အမားဒီ fashion အကြောင်းကိုပြောပြနေရတဲ့အပြင်ကိုထွက်သွားပြီနောက်မ မှပဲအဲ့ဒါပြန်ပြောပြမယ်ပေါ့နော်ငါကရွေးချင်မှုပြန်ပြီးတော့ပြောပြမယ်ပေါ့ငါတို့ဘယ်တစ်ခုကိုရွေးတင်လဲဆိုတော့ပြောပြမယ် first fashion လုပ်ငန်းတကယ်လို့ကိုကအဲ trend အနေနဲ့အညီရွေးမှာပေါ့နော်ဒါတွေကကိုအဝတ်ထည်တွေက trend အဲဒီခုနလိုမျိုး fast fashion ထဲမှာပါလားဒါပါမဟုတ် slow fashion ထဲမှာပါလားဆိုတော့ကိုလေ့လာရမယ်လေ့လာမယ်လေ့လာမယ်လေ့လာပြီးသွားဆိုမှအော်ပြန်ပြောကိုဘသူ့ကိုရောင်းချင်တာလဲဘယ်လောက်စည်းအနေထားနဲ့ရောင်းမှာလဲပြီးတော့ရဆိုလို့ရှင်ဖဲ့တက်ရွယ်ပိုင်းချားလဲပြီးတွင်ဈေးခွက်ကိုရည်ရွယ်မှာလားပြီးပဈေးခွက်ကိုရည်ရွယ်မှာလားပြီးပတောင်မှာပြီးပက foreigner ကိုရောင်းမှလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်အမားတို့ဒီတဲမှာပြပကိုရောက်နေတယ်ကိုလူကိုလူမျိုးတွေကိုရောင်းမှလားအဲ့ဒီဈေးကွက်တွေကိုအမားတို့ရှာရတယ်အဲ့လိုမျိုးရှာပြီးတော့အခါကျမှအမားတို့ကခုနကတော့ထုတ်မဲ့ဥစ္စာကိုဆုံးဖြတ်ရတာပေါ့နော်ပြန်ပြီးတော့အာငါရဲ့ fresh ငါထုတ်ရှင်တာဒါဒါဒါဖြစ်နေပါလားထုတ်နိုင်ပါမလားလုံနိုင်ပါမလားဘယ်လောက်လုပ်လို့ရှိရင်ဘယ်လောက်ကြံနိုင်လဲဥမာဘယ်နှခါရှုံးရင်ငါတောက်ခံနိုင်လဲဘယ်လောက်ညက်သွားပြီဆိုလို့ရှိရင်ငါအရင်ငါအရင်နီးရ ကြည်နိုင်လေဆက်လုံနိုင်တဲ့အနေအထားရှိလားပေါ့နော်ပြီးတော့ဂျာထဲမှာပြဿနာတွေရှိရကွာအဲ့ပြဿနာတွေကတော့အမဒီ operation ဒီ production ဘိုင်းပေါ့နော် production run တဲ့အချိန်နေ production လုပ်တဲ့အချိန် operation လုပ်တဲ့အချိန်မျိုးအဲ့လိုမျိုးလုပ်တဲ့ခါမှာအမ sharing လေးတစ်ချက်ပြင်ပြီးတော့ပြောပြပါမယ်အဲ့ဒါလေဟိုအလုပ်ငန်းလုပ်တဲ့ဆိုတာကဘေးဟာတခုမှမအရင်ချွတ်ချွတ်မှုမှုလွယ်လွယ်ကူကူမရှိဘူးပေါ့နော်ဒါတော့လုပ်ငန်းတိုင်းမှာဘေးလုပ်ငန်းမဆိုအလုပ်ငန်းတိုင်းမှာပဲလုပ်ငန်းလုပ်ပြီးဆိုတာနေပြဿနာဆိုတာအနေများရှိရစိတ်ညစ်ရတာတွေအနေများရှိရအဲ့ဒါတွေအမတို့ဘယ်လိုတောင်းခံမလဲဘယ်လိုကြော်ဖြတ်မလဲဆိုတာတော့ကိုနီကိုဟန်နဲ့ ဖြည့်ရှင်းရမှာပေါ့နော်ဒီဟာတွေကိုတော့အမနောက်မှပြောပြမယ်နောက်တစ်ခုဒီမှာအဲဒီလုပ်ငန်း fast fashion ကိုရွေးမယ်ဆိုလို့ရှိရင်ပေါ့နော်ဈေးကွက်လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်လို့ trend အတက်တွေကိုအမြန်လင်းထုတ်နိုင်တယ်ပေါ့နော်အမြန်ထုတ်နိုင်တယ်ပေါ့ကွာပြောချင်တာအရင်ကြီးနည်းနည်းနဲ့လည်းစနိုင်တယ်ပြီးလို့ရှိရင်ဈေးသက်သာတဲ့ကုန်ကြမ်းကြီးတုံးပြီးလုံးလို့ရတယ်အမြန်ဆုံးများရနိုင်တယ်ရောင်းအားမြန်ပြီးတော့ငွေဝင်တာမြန်တယ်ဒါပေမဲ့ဈေးရောက်တဲ့မှာအဲ trend ဖြစ်နေတဲ့ fast fashion လိုဟာမျိုးတွေကိုရောင်း ဈေးကွက်ထဲမှာဆိုလို့ရှိရင်ကွာကိုနဲ့သူများရင်တော့ရှင်းကြည့်လဲကိုကလုံးဝ introvert ပေါ့နော် introvert မှာဈေးလည်းမရောက်ချင်ဘူးစကားလည်းမပြောချင်ဘူးဒါပေမဲ့အထက်ထုတ်ချင်တယ်ဆိုလို့ရှိရင်အဲ့အဲ့ fashion မသွားနဲ့အဲ့ဒါမရအောင်အဲ့ fashion မယွေနဲ့ ဒါပေမဲ့ကို့မှာအဲ့လိုရောင်းဖို့အတွက်ကိုငားနိုင်တဲ့အင်အားရှိရဲ့အယောင်သမားကိုတီးတဲ့ငားမယ်မှာကတင်သမားငားမယ်ပြီးရင် boost လုပ်တာမျိုးလုပ်တတ်မယ်လုပ်မယ်ဈေးကိုလည်းရောင်းတတ်တယ်ပေါ့ online တွေလာလို့စာနေတော့ test to back လို့ခေါ်တာပေါ့နော်စာနေရိုက်ကြတော့အဆင်ပြေတယ်ပေါ့ဖုန်းနဲ့ပြန်မဝင်တော့မှာအဲ့လိုမျိုးရောင်းတတ်တယ်ဆိုလို့ရှိရင်တော့ fast fashion ကိုရွေးပြီးလုပ်လို့ရတယ်အဲသူရအားနေချက်တွေကပြန်ဆိုင်မှုမြင့်မားတယ်ဘာဖြစ်လို့လဲဆိုစာရာတို့ H&M တို့ရှင်ရင်တို့ Uniqlo တို့ဒီလိုအဲ့လိုမျိုး global brand တွေကိုတော့မားတော့ရှင်ရမှာအပြိုင်မိအမိရှင်ရမှာနောက်တစ်ခုအရင်တွေနေပြီးတော့ပြန်ပြီးတော့အသုံးမပြုနိုင်နောက်နေ့တွေမှာမသုံးနိုင်အမားတို့ပြန်မထုတ်ချောင်းနိုင်နောက်နေ့ကျမှအောက်ဈေးဆိုပြန်မြောင်းနိုင်ဘူးတိတ်ကအောက်နေပြီမို့လို့ ။နောက်ပြတနာလှုပ်သားပြတနာလှုပ်သူကကြတော့အထင်မြတ်ထုတ်ရတယ်ကွာ။မြတ်ထုတ်ရပြီးခါကျဈေးတက်တောင်လှုပ်ရတဲ့အတွက်ကြောင့်မလို့ point point ကပြောရမယ်ဆိုအဲ့ဟာတွေက point များတယ်။ point များပြီးခါကျအလုတမောက်ရတော့လေစိတ်ုံမှာအံ့နိုင်တာဆိုခါကျအလုတမောက်ကိုလေလုံလောက်တဲ့ဒီတန်သူနဲ့ကိုက်နေတဲ့ပတ်စံပမာဏမပေးနိုင်တဲ့ခါကျလှုပ်သားရှားတယ်ပြီးွားဆိုရင်ချုပ်ယုံတွေကိုအဲ့ရတာဖြစ်တယ်ဆိုလို့ရှိရင်အမားတို့အဲ့ချုပ်ယုံတွေရဲ့ quality က တိတဲ့အတိုင်းပဲတိတဲ့အတိုင်းပဲဘာလို့ဆိုပတ်စံကောင်းကောင်းပေးရင်တော့ quality ကောင်းကောင်းထွက်တယ်အဲ့ဆိုအဲ့အမားတို့ကအဲ့ quality ကောင်းကောင်းထွက်ဖို့အတွက်ကိုပတ်စံများနဲ့ပြင်ရောင်းနိုင်မှာတကယ်လို့အဲ့လိုမရောင်းနိုင်ဘူးဒီလိုပဲရောရောလုတ်ပြောခါကြတော့ဇင်းနေနေပဲပေးမယ်ပေါ့တထဲမှာဘလောက်မှထောင်ကနန်းလောက်ရှိရဲ့ပတ်စံလေးတွေပေးမှမျိုးပေါ့နော်အဲ့လိုပေးပြီးတော့ချုပ်ခိုင်းတာမျိုးဆိုလို့ရှိရင်တော့ quality ကမကောင်းဘူးအာပြီးသွားပြီဆိုလို့ရှိရင်အမားတို့အဲ့ပြဿနာကိုရှင်းဆိုင်ရမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေရှိရဲ့အာနောက်တစ်ခုက slow fashion အတွက်ပေါ့နော်အမားတို့အဲ့လုပ်ငန်းကိုရွေးမယ်ဆိုလို့ရှိရင်အားသာချက်ကတော့သူကအည်သွေးမြင့်အည်သွေးမြင့်မှလည်းဒီနှစ်မြောင်းရလဲနောက်နှစ်ရောင်းရနိုင်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးကြာရှိကန်နဲ့ပစ္စည်းတွေသုံးထားဖြစ်တဲ့အတွက်ကြောင့်မို့လို့ င်ပြေတယ်ပေါ့နော်မတို့အထည်တွေဆိုလို့ရှိရင်အခုအဲအခုပေါ့နော်မတို့မှာပြဿနာဖြစ်တယ်အရှိအရှိမှာပေါ့နော်ပြဿနာဖြစ်တယ်ဆိုတာဒီလိုမျိုးအဲအထည်က match လာဖေဖော်ဝါရီမှာမတို့ကအဲဒီဘရောက်ပန်းအင်းကြီးတွေပေါ့နော်ဘရောက်ဝတ်စုံတွေပေါ့နော်မတို့ ငါထုတ်ကြထုတ်တယ်ပေါ့နော်ထုတ်ပြီးတော့ခါကြ post တင်တဲ့ချိန်မှာအရင်ပတ်သွားတယ်ပတ်သွားပြီးတော့ခါကြတော့မာရမာရအများကြီးပဲတိတာကိုရောင်းနိုင်တဲ့ပမာဏတဲ့ကြော်ပြီးတော့အမားတွေကလည်းအဲ့ချိန်မှာမတိဘူးတိတာအရန်နေလက်ခံမိပြီးတော့ခါကြတော့အဲလောက်ရတဲ့ item ကအချိန်အရန်ပေးရတယ်ပေါ့နော်ဒါပေမဲ့အမားတို့အားရဝမ်းသာနဲ့အရန်နေလက်ခံပြီးသွားပြီးတော့မှပွဲချိန်နဲ့ဖြစ်နေတဲ့ခါကြတော့လုံးဝဒီအထည်တွေအများကြီးဖြစ်နေပြီးတော့လောက်တာမလောက်တော့ဘူးကွာအချိန်မလောက်တော့ဘူးပေါ့နော်ဟမ်းမိတ်ထဲဖြစ်တဲ့အတွက်အချိန်တော်တော်ပေးရတယ်အဲ့လိုမျိုးဖြစ်တဲ့ဒီကြားထဲမှာကိုဗစ် sorry ဒီ ငလင်ပေါ့နော်ငလင်လောက်တယ်မီးကလုံးဝမလာတော့မီးမလာတာလည်းအကြာကြီးပဲအဲ့လိုမျိုးဖြစ်သွားတယ်ပြီးသွားခါကျတော့လူတွေရဲ့စိတ်ပိုင်းဆိုင်ရာလည်းတော်တော်ရုပ်ပျက်စီးသွားတယ်ပေါ့နော်အဲ့လိုဟိုဒီအင်းလေးပဲမှာဆိုလို့ရှိရင်လည်းလုံးဝအဲ့ကြွားတွေကလည်းပျက်စီးပြီးခါကျတော့ကုန်ပြန်နေဝင်ရလည်းခဲ့ပေါ့နော်အဲ့လိုမျိုးဖြစ်သွားတဲ့အချိန်မှာပေါ့နော်အမားတို့ဟိုဘာဖြစ်လဲဆိုတဲ့ခါကျတော့ဒီပြဿနာတွေကလေဟိုအရန်ကိုမှ အချိန်မီမပေးနိုင်တဲ့ခါကျတော့ကင်ဆယ်တွေအများကြီးပဲမတော်မဆဲလက်ခံရတယ်ပေါ့နော်ကင်ဆယ်တွေအများကြီးပဲဆိုတာဗာလဲဆိုတော့တကြံကြော်ဝါးကြီးဒီမှာတို့ active site မပေးနိုင်ဘူးမပေးနိုင်တဲ့ခါကျတော့တကြံမမမီရာဆိုပြီးတော့လောကကင်ဆယ်လုပ်လိုက်ကြတဲ့လူတွေရှိရေပေါ့နော်ဟိုပတ်စံပြန် API လည်းရှိရဲအထဲကိုထုတ်ပြီးနေပြီပန်းထိုးနေတဲ့အချိန်ရောက်နေတယ်မဲ့မတော်မမီတော့ဘာဆိုတကြံပိတ်ရနေလဲကက်ပြီးတော့ခါကျတော့ delivery ရတဲ့အလုပ်တွေမလုပ်တော့ဘူးဘာဆိုပို့ရလဲရမ်းခက်တယ်ပေါ့နော်ဒီမှာလည်း transportation အရင်တက်သွားတယ်ကားလမ်းတွေအလုံးပြည့်စည်ကုန်တဲ့ခါကျတော့အဲ့မှာမတော်ရင်ဆိုင်ရတဲ့ပြဿနာကဘာဖြစ်လဲဆိုလို့ရှိရင် ပစ္စည်းကိုမယူတော့ဆိုကိုကပစ္စည်းတွေထုတ်ပြီးနေပြီသူတို့ကန်ဆယ်လုပ်တာပေါ့နော်အထက်တွေအများကြီးကျန်နေတယ်ဒါပေမဲ့ဒီဟာတွေကနောက်နေ့လဲရှောင်းလို့ရတယ်အာတချို့ကကြတော့တချို့ကကြတော့ဒီအဲကြံပွဲအတွက်ဖဲဆိုပြီးတော့ကြံမှာပဲကဖို့ရင်းတိုက်ဖို့ဘာဖြစ်လို့ဆိုအဲ့လိုမျိုးပြဿနာရှာရဲဆိုလို့ရှိရပေါ့နော်အဲအဲ့လိုမျိုးအဲ့ဆိုမှတော့ဘာလုပ်တော့မှာလဲကြံပြီးမှာပေါ့နော်ဆိုတော့တချို့တစ်နှစ်ထဲနဲ့ပြီးသွားမှာမဟုတ်ဘူးလीဒါပေမဲ့ အာပြောချင်တာကအမကအရင်အရင်ထုတ်လာခဲ့တဲ့ ပုံစံကဗရောက်ကိုဗရောက်ပန်းပေါ့နော်တကြံအတွက်ဆိုတော့အဓိကတကြံနဲ့ဗရောက်နဲ့လူတွေတွဲပြီးတည်တာပေါ့နော်ဒါပေမဲ့အမကပါလေဆိုတော့အမရည်ရွယ်ထားတာဟို overseas customer တွေကိုအိမ်အလွမ်းပြေပေါ့နော်အိမ်လွမ်းပြေမတို့ဟိုငပြည့်တို့မိုးရင်းကားတို့တို့တွေစားကြတယ်ပေါ့နော်လက်ဖက်တုပ်တို့တည်တာအဲ့ဒါတွေကလုံးဝအိမ်ကိုလွမ်းပေးပြုတ်စတော့ပေးပြုတ်တို့တည်တာဒီလိုမျိုးတွေကလေမတို့ဘေးရဒီမှစားရမယ်အာမိုးတွေမှစောင်းတွေမှကောင်းကြီးပေါင်းတို့စားရတယ်ဆိုစောင်းတွေမှစားရမယ်ဘာလဲအဲ့လိုမျိုးမရှိဘူးတို့လွမ်းနေတာလွမ်းနေတဲ့အတွက်ကြောင့်မတို့တို့ရည်ရွယ်တယ်ဂျီပန်လေးတွေကမြန်မာပြည်မှာပဲရှိတာအဲ့ဗရောက်ပန်းလေးတွေဆိုတာကဒါလေးကိုမြင်တာ နဲ့ကိုယ့်ရဲ့နိုင်ငံကိုလွှမ်းနေရတာလေအလွမ်းပြေလေဖြစ်သွားရလို့ဆိုပြီးရည်ရွယ်ပြီးတော့အမက content ကိုအဲ့ပုံစံမျိုးလုပ်လာတယ် post ကိုလည်းအဲ့လိုမျိုးတင်လာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ရဲ့အထည်လေး block ban ထည့်ရအကုန်ကုန်သွားတယ်ကြံခဲ့ပြီမေးလေ you မှာ block ပဲ you မှာ block ပဲ you မှာ over စရောက်နေမြန်မာတွေတော်တော်များများက cancel လုပ်တယ်ဒါပေမဲ့တော်တော်များများကဗာလဲဆိုတော့မဟုတ်ဘူး you မှာအဲ့ဒါဝက်ဖို့အတွက်ရတယ်ဒီနေ့မွေးရတယ်နောက်နေ့ဝက်လို့ရတယ်ကြိုယူထားမှာဆိုမျိုးနဲ့အမနောက်တက်လာမှာလုံးဝရောင်းကုန်သွားတယ်ပေါ့နော်ဆိုတော့ပြောချင်တာကနောက်တစ်နှစ်တောင်မှအမစောင့်ပြီးရောင်းလို့ရတဲ့ ရောင်းလို့ရတယ်လွတ်ပြစ်စရာမလိုဘူးပေါ့နော်ဒီဟာတွေဒါပေမဲ့ပတ်စံတော့အောင်းသွားတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာအဲ့မင်းစောင့်စရာမလိုပါဘူးကိုလုတ်ခဲ့တဲ့ content ပုံစံကလည်းအဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ဒါကဒီမြမပြည်အလွမ်းပြည်ဆိုပြီးလုတ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့တကြံရယ်လို့မဟုတ်တော့ဘူးသူဒီဘရောက်ကိုဝှေ့ချင်တဲ့အချိန်ဝင်မယ်ဘရောက်ပန်းဘယ်ချိန်မဲ့တကြံမဝေးရမယ်ဆိုတာမျိုးတတ်မှတ်ထားတာမရှိတော့ဘူးမာကစတမာတွေကအဲ့လိုမျိုးဖြစ်သွားတဲ့အခါကျတော့ဒါကကိုယ့်ရဲ့ဒီ slow fashion တွေကအားတာချက်ပေါ့နော်ဟိုပစ္စည်းက တကယ်လို့ fast fashion ကြီးဆိုလို့ရှိရင်မအားတော့ဒီနှစ် design အတွက်ထုတ်ထားတာဒီနှစ်အတွက် trend နဲ့အနေထုတ်ထားဆိုရင်နောက်နှစ်ပြန်ရအောင်လို့မရနောက်လလည်းပြန်ရအောင်လို့မရအထက်ကအောင်းပြီးတော့လေအဲဘာမှပြန်လို့လို့မရတော့အထက်ကပိုက်ပြီးတော့မကြံနေကြ အဲ့လိုမျိုးပုံစံမျိုးပေါ့နော်အဲ့ဆိုတော့ခါကြတော့အမတို့ဒီအလောက်လောက်ပြောပြရင်ကိုကြီး slow fashion တွေရဲ့သွားတဲ့ပုံစံကိုသိမှာပဲပြီးသူကသူကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဈေးခွက်တန်ဘုံမြင့်တို့ premium brand တိဆောက်ချင်တဲ့သူတွေအတွက်အရန်ကြိုက်တယ်ကို brand လေးနဲ့ကိုကွာနာမည်လေးတခုပြောလိုက်တာနဲ့ spring box ကအဲ့လိုမျိုးပြောလိုက်တာဒီမမပြမဆိုလည်းရှိပါရဲ့အရင်တော့ဆိုအမအရန်သဘောကျမူရီဘာမာတို့ဘာလို့ရှိရင်သူတို့ဆိုလေအဲမူရီဘာမာကဆိုအဲ့လိုမျိုးလေးကိုချစ်တဲ့ brand လေးပုံစံမျိုးလေးဖြစ်သွားတာပေါ့နော်ဒါဆိုအဲ့ premium brand အနေနဲ့တိဆောက်ချင်တဲ့သူဆိုလို့ရှိရင်လုံးဝ slow fashion ကိုရွေးချယ်တဲ့နဲ့ပြီးရင်ရှာလေရှာကြည့်လေ့လာကြည့်ပေါ့နော်လဲလို့ကြည့်အဲ့လိုမျိုးအားနဲ့ချက်ကတော့အရင်ကြီးပုံများတယ် ရင်းနှီးပုံများပြဿနာအမျက်မများအောင်စိတ်ချမ်းသာတာပဲရှိတာဒီလားဒီကွက်အချိန်ကြာမြင့်နေအခုမှတော့ဆိုလို့ရှိရင် install မထားနိုင်ဘူးအဲအထည်ကအရင်ကြာတယ်ပေါ့နော်လိုမျိုးလုပ်ရတဲ့ဥစားနော်ထုတ်လုပ်မှုနေကွေးတယ်ဒါအဓိကပေါ့နော်နေ့နေ့တာမှာ special နေ့အချိန်ပေးရတယ်ပေါ့နော်အချိန်ပေးရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုဘယ်လိုပြောမလဲ ဲအချိန်ကိုတွက်ပြီးတော့အမတို့ပတ်စံကိုယူရတယ်လို့ဖြစ်သွားတာဆိုတော့ခါကြအထင်ရလေဈေးကြီးတဲ့ကွာအဲ့လိုမျိုးဆိုတော့ခါကြဒါပေမဲ့အဈေးကြီးပေမဲ့တန်ဖိုးထားပြီးတော့ပေးဝတ်တယ်ဆိုလို့ရှိရင်အမတို့ကဒါလေးကသူ့လူတွေကအဲဒါလေးကိုလေအမျက်တနိုးနဲ့ထုတ်ဝတ်တယ်အာပွဲမှာဝတ်တာအရန်လာတယ်မင်္ဂလာဆောင်ပွဲအဲပွဲယူပေါ့နော်အဲ့လိုမျိုးအလူအဲ့လိုမျိုးလေးမှာဝတ်ပြီးလို့ရှိရင်မမကြီးအထင်လေးကအရန်လာတယ်ညီမလေးအထင်လေးကအရန်လာတယ်အာစိတ်ချမ်းသာတယ်အဲ့လိုမျိုးပြောတဲ့အချိန်အမတို့ကအိုက်ပီတီပေါ့နော်ဒီအမျက်ထဲမှာလေဒီပီတီတွေကဝေလို့မရဘူးကွာဒီလားအာဝေဝေလို့မရဆိုတော့တန်ဖိုးတစ်ခုအနေနဲ့တန်ဖိုးတစ်ခုအနေနဲ့ရတာအမျက်ပတ်စံအမျက်အပြင်အမတို့ရဲ့ဒီတန်ဖိုးပေါ့နော်ဒီတန် န်ကိုကိုလုတ်ပေးလိုက်တဲ့အထည်လေးဒီလိုမျိုးပီတီဖြစ်တယ်ဆိုရဲအထည်လေးကအဲ့ဒါလေတန်ဖိုးတစ်ခုတည်းမှာပါတာဒါက slow fashion တွေရဲ့အားတာချက်အားနည်းချက်တွေပေါ့နော်ဆိုတော့အမကဒီမှာကိုကဟိုဘလို့လုပ်ငန်းတွေကိုရွေးချင်လဲစပြီးတော့လုပ်မယ်ဆိုလို့ရှိရင်တချို့ကဂျာမြန်မြန်လေးထုတ်မယ်မြန်မြန်လေးရောက်နေတွက်တဲ့ဟာပေါ့နော်လူငယ်တွေမှာလည်းမျိုးစုံရှိရဲပုံစံအေးအေးလေးနဲ့ကိုကလေးနဲ့ကိုကိုကိုပုံစံလေးနဲ့ကိုသွားချင်နေဆိုရဲလူနဲ့အာပတ်စံမြန်မြန်ရှာမယ်မြန်မြန်လုပ်မြန်မြန်ရောက်မယ်ဆိုတာမျိုးပေါ့နော်ဘလို့ဘလို့အဲ့လိုမျိုးဖြစ်တဲ့လူတွေရှိရဲပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒါ first fashion ကိုရွေးတဲ့နဲ့အဲဒီလိုမျိုးလေးအာဒီခက်နေကြီးဆိုဒီလိုဒီလိုလေးလုပ်ပါလားဆိုတာမျိုးရွေးတဲ့တယ်လို့အဲ့ပုံစံမျိုးဟာ မကြိုက်ဘူးမလုပ်တတ်ဘူးဆိုရင်မရွေးပါနဲ့ဘာမှမဖြစ်ဘူးခုနလိုပဲ slow fashion ဘိုင်းကိုငါတို့လေးလာကြည့်ရွေးကြည့်လုပ်ကြည့်ပေါ့နော်အဲ့လိုမျိုးလေးတွေလုပ်လို့ရတယ်ပေါ့ဒါဒါကတော့ကိုယ့်ရဲ့အဲကိုကြိုက်တဲ့ပုံစံနဲ့ကိုပေါ့နော်အဲ့လိုပုံစံပြန်ပြန်ပြီးတော့သွားလုပ်ရတယ်ပေါ့နော်ဆိုတော့အထည်ထုတ်လုပ်ငန်းလုပ်မယ်လုပ်တည်ဖြစ်စေအာအကယ်၍ပေါ့နော်ဒါအမတို့အထည်ထုတ်လုပ်ငန်းတွေဝင်မယ်ပေါ့နော်အထည်ထုတ်မယ် brand ထုတ်မယ် premium brand ထုတ်ချင်တဲ့လူအမဟုတ်ဘူးဆိုလို့ရှိရင်လေကိုကဒီ fashion designer လုပ်နေတယ်လို့ကိုကကို fashion designer လုပ်ခံယူထားတယ်ဆိုရင် ဒီက knowledge တွေကလေ့လာတဲ့နည်းဟိုလေ့လာပါအမတို့ပြောတာတွေမှမဟုတ်ဘူးဒါလေးဆိုတာလေးလုံးဝမသိသေးတဲ့သူတို့တွေဘလို့လေ့လာမယ်မသိတဲ့သူတွေတို့အမကတထောင်တနေရနေတယ်နည်းနည်းပေါ့နော်အလုပ်လုပ်ရင်းနဲ့ပဲဖြစ်ဖြစ်နားထောင်ရင်းနဲ့အော်ဒါဒီလိုပါလားဆိုတာမျိုးတိသွားစီချင်တာပေါ့နော်အဲ့ဒါဆိုတော့ဒါကို sharing လုပ်ပေးတာပေါ့နော်ကိုလည်းအရင်ကြီးကျွမ်းကျင်နေလို့လည်းမဟုတ်ဘူးအကြောင်းလည်းမတက်ခဲ့ရပါဘူးဒီ fashion design နဲ့ပတ်သက်ပြီးတော့ဟိုအကြောင်းတွေဘာတွေတက်ထားတာမဟုတ်ဘူးဒါပေမဲ့အမတို့လေ့လာတယ်ဒီထဲမှာ YouTube မှာလည်းကြည့်ရ online မှာလည်းကြည့်ရအဲဒီ ChatGPT မေးတဲ့အကုန်မေးတယ်အမတို့တွေလေးဒီမှာအော်ဒါဘလို့လားဒါဘလို့လားဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလေးကိုအရင်သိချင်တဲ့ခါကျပြီးသွားဆိုတော့အော်ကိုနဲ့တူတူလုပ်တဲ့လူတွေ ဒီလိုလေးတည်စီကျင်လိုက်တာပြုတ်ခါကျတော့နောက်လာတဲ့ကလေးတွေပေါ့နော်ဒီဇိုင်နာလေးလုပ်နေကြတဲ့ဟာလေးတွေဆိုအော်ဒီလိုလေးတည်စီကျင်တာဒီလိုလေးတွေတည်သွားရင်ကောင်းပါပဲဆိုတာမျိုးပေါ့နော်အဲ့လိုလေးတည်စီကျင်လို့အမကဒီဟာလေးကို share လုပ်ပေးရပါနောက်ဗီဒီယိုတွေမှာလည်းအမ share လုပ်ပေးဖို့အတွက်ပေါ့နော် knowledge လေးတွေ share လုပ်ပေးဖို့အတွက်စူးစမ်းပါမယ်အခုကတော့အချိန်လူပြီးပြောတာဖြစ်တဲ့အတွက်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်